နော်အခုပကုံးမှာနော်ဒေါန်ဆန်းစုကြည်ကိုအသေးဖြတ်တဲ့ကိစ္စနဲ့နော်ပတ်သက်ပြီးတော့တရားစွဲခံထားတဲ့မျိုးသမီးတူအိုကြတော့အခု CID ဆက်ချက်မရသေးဘူးဆိုပြီးတော့မှမဖမ်းမဲထားတယ်နော်ကျွန်တော်တို့ချက်ချင်းဖမ်းပြီးတော့မှကျွန်တော်တို့ပစ္စည်းတွေသိမ်းနေဆိုတော့တရားဥပဒေအရဟိုမှာတစ်မျိုးဒီမှာတစ်မျိုးကျက်သုံးနေတာမျိုးကျွန်တော်တွေ့ရတယ်ဒုတိယဘုံမကြီးလင်းထွန်းကအောက်တိုဘာ31ရက်နေ့ကလှိုင်မြို့နယ်တရားရုံးမှာဆက်သွယ်ရေးပုံမှန်66ဂါကြီးနဲ့အမှုဖွင့်တန်ရခဲ့တာဖြစ်ပြီးအောက်တိုဘာလ3ရက်နေ့မှာကိုမျိုးရဲ့နောင်တိန်ဖမ်းဆီးချုပ်နောက်ခံရပါတယ် ရာဇဝိမှုမမြောက်တဲ့အမှုကိုဘာလို့အာမခံမပေးပဲနှစ်ပတ်လောက်ရှုံးဆောင်ထားသလဲဆိုတာကိုတရားခံကိုမျိုးရံအောင်သိန်းကိုအားပေးသူတွေကမေးခွန်းထုတ်လာပါဗျ။ပုံမှန်66ရောက်ဂါကြီးဟာအာနာရှင်တွေကသူတို့ဖမ်းလို့သူတွေကိုချက်ချင်းဖမ်းဖို့အတွက်အသုံးပြုနေကြတယ်လို့ကိုမျိုးရံအောင်သိန်းကဆိုပါဗျ။အသေးဖျက်မှုမြောက်ခဲ့ရင်ပုံမှန်900နဲ့ဆွဲဆိုရမှာဖြစ်ပြီးလူမှုကွန်ရက်မှာရေးတာနဲ့နှီးပညာဦးတွေကိုတုံးပြီးဖမ်းတာကမဖြစ်သင့်ဘူးလို့ကိုမျိုးရံအောင်သိန်းကဝေဖန်လိုက်ပါဗျ။ ဆွဲမယ်ဆိုလို့ရှိရင်ပုံမှန်900ပေါ့နော်ဆွဲရမယ်အကိမီဒီယာဥပဒေကြီးဆွဲနေဆိုလို့ရှိရင်ကျွန်တော်မီဒီယာဥပဒေနဲ့ဆွဲရမယ်6 6ခါချင်းနဲ့ဆွဲတဲ့အခါမှာအမခံပြီးလို့မပေးပေးနေပေးတာမရှိတဲ့ပြစ်မှုဖြစ်တယ်တချင်းဖန်ထည့်တယ်ဆိုတော့ကျွန်တော်တို့တကြီးစာမလုပ်သိဘူးလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့ဒီအာဏာရှင်တွေကဒီဥပဒေကိုနော်ဖန်ဆီးချုပ်တော့ဖို့အသုံးပြုနေတဲ့အခါမှာတကြီးစာဒီအသေးအဖြစ်မှုမြောက်တယ်ဆိုလို့ရှိရင်ပထမ original source ဒီ သတင်းမီဒီယာတော့တွေ့တဲ့သတင်းစာဖော်ပြပြီးသွားပြီမီဒီယာမှာဖော်ပြလို့ရှိရင် or ဘယ်သူမှဆို page ကိုတင်မှာပဲဒါကဘာဝပဲတော့ချောဆောက်ကကြီးနဲ့တရားဆွဲဆိုတဲ့ကိစ္စကတော့ကျွန်တော်ဖြစ်ပြီလို့ထင်နေအာမခံပေးဖို့အတွက်ကိုပုံမှန်496 499နဲ့သုံးသက်ပေးဖို့တောင်းဆိုတာဖြစ်ပေမဲ့ဥပဒေကနောက်ဆက်တဲ့ဇာတ်နဲ့သုံးသက်သွားတာဖြစ်တာကြောင့်ခရိုင်တရားရုံးကိုတက်စစ်နေလို့ဆိုသူကတော့ရှင်းနေဦးကျော်ဟုပါလူသက်မှုတောင်တရားသူကြီးကအာမခံပေးလို့ရတာကြောင့်ဒီမှုမှာအာမခံမပေးတာကိုလက်မခံနိုင်ဘူးလို့ဦးကျော်ဟုကဆိုပါတယ် ။အမကံပေးတဲ့ပပိသိဦးကတော့ရောက်တဲ့ကျင်းတော်ဦးဝေပုံမှာ၄96၄99နဲ့တောက်တက်ပေးပါ။ကျွန်တော်တင်ပြတာကတော့လက်မခံဘူး။လက်မခံမှလည်းဘာနဲ့တုံးတက်သွားလဲဆိုတော့ကျွန်တော်ရောက်တဲ့ကျင်းတော်ဦးဝေပုံဥပ္ပေတရားနောက်ဆက်တွင်ဇရာနဲ့တုံးတက်။ဒါကျွန်တော်နေတဲ့ကတော့ဒါခရိုင်တရားရုံတက်တင်နေတယ်။ဒီမှာဒီစားပြောကြတာလူတပ်ပူတော်ပါတရားရတရားကြည့်အာမခံလူတွေဒါကြောင့်ဒီတရားလူကြည့်ဟာသူ့ဘာပေးဖို့မရှိဘူးပြောတာကိုကျွန်တော်လက်မခံဘူးဘုမ60ကြောက်ကာကြီးကပြင်းထန်နေဆိုရင် လွတ်တော်ကိုတင်ပြီးပယ်ဖျက်ရမှာဖြစ်ပေမဲ့ခုချိန်ထိတော့အစိုးတင်ပြီးပယ်ဖျက်ဖို့မရှိသေးဘူးလို့ကမာရုံမဲဆန္ဒနယ်အမှတ်တ၄လွတ်တော်မဲ့ဦးတင်ဝင်းကဆိုပါရယ် LND ပါတီဝင်ဖြစ်တဲ့အတွက်ထွက်ပြေးမှာမဟုတ်သလိုရာဇဝတ်သားလည်းမဟုတ်တဲ့အတွက်အာမခံတော့ပေးသင့်တယ်လို့ဆိုပါရယ်တင်ရလေပဲဆုံးမလို့ပါဗျာညာပြန်လို့ဟုတ်ဘူးဟိုတဲ့ကကျတော့သူ့ရဲ့အလုပ်တောင်ကိုပြောနေတာရှိတယ်လုပ်တောင်ဟိုတရားလေဒီပိုင်းမှာတန်ကြီးနဲ့နေစီတော့တက်ပြီးနေစီဆောက်ဆိုးနေစားတယ်ဒီကြောက်တောင်မကောင်းပါလိမ့်တယ် ကမာရွတ်မြို့နယ်တရားရုံးတရားသူကြီးကထောင်ထဲ၃နှစ်နဲ့အထက်ကြခံရမယ့်တရားခံကိုအာမခံလို့မရဘူးလို့အမိန့်ချမှတ်ပြီးကိုမျိုးရံအောင်တင်းကိုအာမခံတောင်းဆိုထားတဲ့အဆိုကိုပယ်ရှလိုက်ပါတယ်။